ားအလုံးမဲ့မင်္ဂလာပါဘေးကျင်းဝေးမှာကြိုးဆိုပါတယ်ကျွန်တော်မနောပေတယ်ပါဆရာတော်ဤခင်ကြီးပြောရေးသားထားတော့အင်္ဂဝေဒကျမ်းသုံးထွဲမှာအင်္ဂဝေဒတိုင်းဝင်းနစ်အဟောများမှာဆရာတော်တော်များများဟောကြားလိမ့်မရှိကြပါဘူးဟောနီးရမွေတဲကေကိုတီကုသိုလ်အကုသိုလ်ယူစားပြီးနှစ်ပါးပါ ခွန်ပြင်းစားပြီးအင်္ဂဝေဇာတိုင်ထုကမူလဟောက်ခွဲ့အနေဖြင့်ဟောရတဲ့နည်းဖြစ်ပါဟောနည်းကတော့အင်္ဂဝေဇာယူစားဖြင့်ဟောပါတယ်ဟောများမှာမညာမတာ ပြည့်ပြည့်သားသားဟောထားပါတယ်မာဘူဟောက်ခွဲ့နဲ့တော့ပြောင်းပြန်ဟောထားတာတွေ့ရနိုင်ပါတယ်မာဘူအကျွင့်အရဌာနအလိုက် အကဟောပြီမယ်အင်္ဂဝိဒာနဲ့ဟောကတော့အစိုးဟောပါလေဟောချက်ကဒူဒူနဲ့ပြက်ပြက်တတ်တတ်ဟောထားတာပါအကဟောတရားရှိရင်လည်းပြက်ပြက်တတ်တတ်ဟောပြီးတော့အင်္ဂဝိဒာတိုင်းမှာမွေးနဲ့အနေထားအရမူလတတ်တာဟောတကယ်သူတတ်တတ်တာလို့အမှုအကျင့်ဒါရိတ္တကောင်းမကောင်းချမ်းသာမီစင်းရဲမီ အသားရေအယောင်စင်းမိစေကောင်းကျိုးဆိုးကျိုးရင်ရထားပါရှင်ဖြစ်မဖြစ်ခွဲခြားပြီးဟောထားပါဒီလိုဟောရမှာအထိပ္ပယ်ဖွင့်သွေချက်ကိုမိစေတို့ဘုသူတရစီရင်ပေါ်ပြပေးလိုက်ပါတယ်ဟောနီကမွေးတဲ့အကေကိုတီးပြီးတော့နှစ်နဲ့ပေါင်းခွန်ပြင်စပြီးတော့အကျွင်းကိုဝင်းကဝေးတဲ့တိုင်သူကဟောမှာဖြစ်ပါ ပုံကိုတခြားကြည့်ပါအင်္ဂဝိဒတိုင်မှာမူလခေါ်နေမြတ်မောက်ကအင်္ဂဝိဒဆရာတို့ခေါ်ကိုမွေးနှံများအင်္ဂဝိဒတိုင်မှာယက်တီနေပုံဖြစ်ပါဌာနလိုက်ဒိဗေဖွင့်သူချက်တရားတော့အဒီပတိဖြစ်တော့ပစ္စဘုမှာမွေးနှံဒီပါကအကြီးကဖြစ်မယ်ထွံ့မြက်သူဖြစ်မယ်

ဒီသာတာရှင်ဟာကြော်တပားရသောသာတာဖြစ်ပြီးတော့ချမ်းသာကြီးပွားနိုင်သောသူဖြစ်ပါအထွန်းသမုတ်သဘောနိုင်မွေးနေတည်ရှိပါကကြီးကဲမြင့်မြတ်ပြီးတော့ယေဟန်မင်းမူမဖြစ်တိုက်သောသာတာဖြစ်ပြီးတော့အဲ့ဒီသာတာရှင်ကတော့ကြော်နှစ်ပားရသောသာတာရှင်ဖြစ်ပါအထပ်ပါဌာန၃ပါးမှာမွေးနဲ့ရည်တည်ခဲ့ရင်တော့ယဟန်သာတာ မူမတ်သတ္တဒဏဥစ္စာပေါ်များသောသတ္တဟူ၏အဟောထုတ်ထားပါအလေချာသူမဟုတ်မူလမှာမွေးနံတရှိရင်နော်သူတော်တကာတို့တရားမှစုပ်ယုတ်တတ်သောသတ္တအကျံအစီအနေတိုင်းမကြည့်မလစ်ရှိသောသတ္တဟုဆိုပါတယ်ပင်ကသူမဟုတ်သူတူရန်ဌာနမှာမွေးနံရှိရင်နော်အကျင့်တရင်ရုပ်ချင်း ကြောသောမဲ့သောသတ္တဖြစ်ပါလေအမြင့်တော့မဟုတ်အခိုက်မှာမွေးနေတည်ရှိရင်တော့အနာယောဂများတဲ့သောသတ္တလူတကာတို့အောင်ရုပ်သောသတ္တဖြစ်ပါလေပုတိတော့မဟုတ်တည်ရင်ဌာနမှာမွေးနေရှိရင်တော့အနာယောဂများတဲ့သောသတ္တခြေလက်အင်ကချွေရင်တဲ့သောသတ္တဖြစ်ပါလေ အဲ့ဒီဟောခွက်များဟာတာမန်ဟောများဖြစ်ပြီးတော့ဒလိအနေမျိုးဟောပါကမိမိမွေးနံ့ဂျိုနဲ့အထက်အောက်ရှိဂျိုတို့ဟာမိဖြစ်တယ်ရံဖြစ်တယ်ကိုကြည့်ရပါမယ်မိဂျိုဖြစ်ရင်မိဂျိုရံဖြစ်ရင်ရံဤပြင်းများကိုထည့်သွင်းဟောပြောရမည်ဖြစ်ပါတယ်အဲ့ဒီဟောများကိုပြည်ပဒါဖြစ်အောင်မိမိညာရှိသည်မူလဟောတဲ့သူအကောင်းဆုံးဟောပြောလေဟုအင်္ဂဝိဒကျင်ကြီးကညွှန်းဆိုထားပါတယ် ။ gain နောက်ဗီဒီယိုဒီမှာခொနီယသားသမီးအကျွင့်လိုက်နေတဲ့တခုချင်းတွေအလားမူလအဟောများနဲ့ရှင်ကပေါ်ပြပေးရမယ်။အားလုံးပဲမိတ်ဆွေများရှင်လက်ချက်မိကြပါခင်ဗျာ။